ဒီချက်တွေမတိပဲနဲ့ချက်ထိုးပိန်သေးကိုလောမထိုးပါနဲ့အားလုံးမင်္ဂလာပါကျွန်တော်ကတော့ AN channel မှာကျမရဲ့ဘူးသရာတွေနည်းနည်းတင်ဆက်ပေးနေတဲ့ဒေါက်တာယူပါဖြစ်ပါတယ်အဲ့တော့ဒီချက်ထိုးပိန်သေးဆိုပြီးတော့တော်တော်များအခုချိန်မှာပေါ်ပြလာဖြစ်လာကြရပါတော့ထိုးလဲထိုးလာကြတယ်ဒါကြောင့်ချက်ထိုးပိန်သေးဆိုတာပါလဲပါနော်အဲ့တော့အဲ့ဒါလေးကျွန်တော်ပြပြပါမယ်အဲ့တော့အဲ့ဒါကကျွန်တော်တို့ဒီစီးကြုံမှာသုံးတဲ့ဈေးပေါ့နော်ဒီကတော့နော်အဲ့တော့ အဲ့ဒီမှာကုသရောတဲ့မြန်မာနိုင်ငံမှာဝင်နေတဲ့ဆေးတွေရှိတယ်အဲ့ဒီမှာမှအသုံးများသောဥဇန်ပစ်တို့နောက်ပြီးတော့ဝန်ကြားရို့ပေါ့နော်အဲ့တော့တခြားကုမ္ပဏီ brand တွေလည်းရှိနေမယ်အဓိကအဲ့နှစ်ခုကျွန်တော်ပြောပြပေးသွားပါမယ်အဲ့ဒီဥဇန်ပစ်ကတော့အဓိကသူ့မှာပါလာကစီမာဂလူတိုက်ထိုးစေပါတာပေါ့နော်အဲ့ဒီစီမာဂလူတိုက်ကတော့အဓိကကတော့သူက GLP-1 receptor agonist ပေါ့နော်အဲ့ဒါပါတယ်ပြီးမှကျွန်တော်ပြောပြမယ်နော်နောက်တစ်ခုနောက်တစ်ခုကကြတော့မွန်ဂျာရိုပေါ့နော်မွန်ဂျာရိုကြတော့သူက GLP-1 receptor agonist ကိုနောက် GIP ရောနှစ်ခုလုံးပါတယ်ပေါ့နော် ဲ့တော့အဲ့ဒီဟော်မုန်းတွေကကျွန်တော်တို့အကုန်လုံးကဒါရှည်ဝေးလျှောက်ပြောနေလို့ပါအဲ့ဒါကိုကျွန်တော်တို့တွေစီးကြုံမှာဆိုရင် incretin ဆိုပြီးသူအဲ့ဟော်မုန်းသိကြရတယ်ဗောနော်အဓိကသူကဘာလုပ်ပေးရလဲဆိုတော့ဒီကကျွန်တော်တို့ဒီအစာစားခြင်းတွေကိုညော့သွားသေးတယ်ဗောခနာကူမှာသူကအစာရင်ပြည့်အင့်သွားရတဲ့ခံစားချက်ဖြစ်စေတယ်စားပြီးတဲ့အစာတွေကိုအစာရင်ကနေပြီးတော့ဥလန်းကြောင်ပို့တော်နှိကွေးစေတယ်အဲ့လိုလုပ်ခြင်းအားဖြင့်အစာစားခြင်းတွေကိုပျောက်စေပြီးတော့ဝေးကျစေတယ်စီးကိုကျစေတယ်အဲ့ပုံစံလုပ်တဲ့စီဖြစ်ပါတယ်ဗောနော်အဲ့ဒါလေးအရင်ဆုံးသိဖို့လိုပါတယ် နောက်ထပ်သိတဲ့ဟာပေါ့ဒါစီးချိုထိုးသေးလားပိန်သေးလားဆိုတော့နှစ်ခုလုံးပြောလို့ရတယ်စီးချိုသေးရလဲပြောလို့ရတယ်ပိန်သေးရလဲပြောလို့ရတယ်ဒါပေမဲ့ तू ကစီးချိုအတွက်ထိုးသေးနေနဲ့သုံးပေမယ်နောက်ပိုင်းကျတော့ तू ဝိတ်ကြတဲ့အာနိသင်မှာရှိတယ်နောက်ပိုင်းကျတော့ဝိတ်ကြတဲ့ဈေးနေနဲ့ပိန်သေးထိုးသေးနေနဲ့ပါဒေါ်မြလိုက်ထိုးလာကြတယ်ခုမြန်မာပြည်မှာဆိုတော့ဒီချက်ထိုးတဲ့ပိန်သေးဆိုတော့ဒေါ်မြတိလာကြတယ်ပေါ့နော်ဒီဈေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်ရှိမှာဗီဒီယိုထုတ်လုပ်ခဲ့ပြီးပါပြီပေါ့နော်ဂဲလုံးနဲ့ငှက်ငါးကောင်ပြစ်နိုင်တယ် စီမာဂလူတိုက်ထိုးစေဆိုပြီးအမှတော့စီမာဂလူတိုက်ကိုပဲအဓိကထားပြပြထားပါတော့။ဒါပေမဲ့အတူတူပါပဲ။အဲ့တော့ဘာသူ့ရဲ့အာနိသင်နေပါလေအကုန်တူတူပဲဆိုတော့တချို့အသေးစိတ်တွေကျွန်တော်မပြောတော့ပါဘူးအဲ့တော့အဲ့ဒီဗီဒီယိုလေးမှာတွေ့မြင်ကြည့်လိုက်ကြပါပါနော်အဲ့တော့အဲ့ဒီဗီဒီယိုလေးလည်းကျွန်တော် description မှာ link လေးပြင်ပေးထားမယ်အဲ့ link နေရာတွေ့ပြပြီးတော့ကြည့်ကြည့်လို့ရပါတယ်ပေါ့နော်အဲ့တော့ပြောချင်တာကတော့ဒီဈေးဒီစီးကြိုဈေးလည်းဖြစ်တဲ့ပိန်ဈေးလည်းဖြစ်တယ်ပေါ့နော်အဲ့တော့ဒီကောင်ဘယ်လိုနည်းနဲ့ weight ကျစီရလဲပေါ့နော် အဓိကကတော့သူကခန္ဓာကိုယ်အစီအစဉ်ဖယ်ရှားပြတဲ့တာမဟုတ်ဘူးအဓိကကတော့သူလုတ်ပေးတာကခုနကျွန်တော်ရှေ့မှာပြောခဲ့တဲ့အတိုင်းပဲပေါ့နော်ဒီတော့စားခြင်းတောက်ခြင်းစိတ်ကိုလျှော့ပါသေးတယ်ပြီးတော့အစာဆိုင်အစာအစာတော့ပြတ်သွားတယ်ပေါ့ပဲပြောရရင်ပေါ့နော်ဒီအစာတော့ဘိုက်ထဲမှာပြည့်ရင်သူခံစားရတယ်စားဆိုင်ရင်လည်းလျော့သွားတယ်အဲ့တော့အစာမစားပြူမစားပြတဲ့ခါကျတော့ဝေးလျော့သွားတယ်ပေါ့နော်အဲ့တော့ပြောချင်တာကတော့စားရင်တော့ဝိတ်တက်မှာနော်တချို့ကဒီဆေးမတူတဲ့လူတွေရှိတယ်ဒီဆေးတောက်ပြီးတော့မှဝေးကမကြဘူးပိုတိုးလာတယ်တိုးလာမှာပေါ့ဆေးရတောက်တဲ့အတိုင်းပဲ စားနေတာပေါ့အဲ့တော့သူဒီစားတဲ့စားစားတွေခြေပြက်ပြစ်တာမဟုတ်ဘူးအစာစားရင်တွေကိုညှော့နေအောင်လုပ်ပေးတာမစားလို့ဝိတ်ကြတာအဲ့ဒါသိဖို့လိုပါတယ်အဲ့တော့နောက်ထပ်မေးတဲ့မေးခေါ်တော့ဒီစေးတောက်လို့ရှင်နဲ့စားကြံစားလို့ရပြီလားတဲ့အဲ့တော့အချိန်မှကျွန်တော်အဲ့ကောင်ကိုလည်းပြေပြီးသွားပြီအဲ့ဒါကိုကျွန်တော်ဆက်ပြီးတော့ refer လုပ်မယ်အဲ့တော့သူဒီအစာစားရင်တွေကိုညှော့နေစီတာဖြစ်တယ်အဲ့တော့အစာသားရေရောနေပြီးတော့အစာတော့နေွားရတဲ့ကြောင့်မလို့ဝိတ်ကြွားတာအဲ့တော့စားကြံစားမယ်ဆိုလို့ရှိရင်တော့ဝိတ်ကြမှာမဟုတ်ပါဘူးအဲ့တော့ ဒီစေးတော့ထိုးနေပါရဲ့ဒါပေမဲ့စာဆိုင်ရည်စိတ်ကတိတ်မနေဘဲနဲ့နင့်ငတ်တွယ်နေတဲ့လူတွေဆိုလို့ရှိရင်တော့လောကဝိတ်ကြမှာမဟုတ်ပါဘူးအထပ်ပြီးတော့လို့ပါတယ်ကိုကျမရဲ့ပြဿနာတွေကိုဒေါက်တာယူပါနဲ့အွန်လိုင်းကနေပြီးတော့ပဲဖြစ်ဖြစ်လူကိုယ်တိုင်းစိတ်ကမ်းမှာလာရောက်ပြီးတော့ဆွေးနွေးကြတာပဲဖြစ်ဖြစ်ဖုန်းနံပါတ်3969ကို9653969ကို National နိုင်ရနေပြီးတော့ညနေ6နာရီအတွင်းမှာအသေးစိတ်မြင်ရနိုင်ပါတယ်ရှင်။ဟုတ်ပြီအဲ့တော့ဒီစေးထိုးရင်လေ့ကျင့်ခန်းလုပ်ဆရာမလိုတော့ဘူးလားတဲ့ ဲ့တော့ဒီဈေးနဲ့ပတ်သက်ပြီးတော့အကြံပြုထားကြတာတော့ဒီဈေးထိုးတဲ့သူတွေကအဲအစားအသောက်ကိုလည်းတက်နံတော့ထိမှုလို့လေ balance diet တွေသိကြစားဖို့လို့ပေါ့နော်ဟိုကာဘိုဟိုက်ဒရိတ်များတာဒီအစီများတာတွေတိတ်မစားဘဲနဲ့ပေါ့နော်ပရိုတင်းစားမယ်အသီးအနှံတွေလည်းများစားမယ်အဲ့လိုမျိုးပေါ့နော်ပြီးတော့လေ့ကျင့်များမှသိချလုပ်ရမယ်လေ့ကျင့်များတော့မှသူကအကြံပြုထားကြတပတ်ကိုပေါ့နော်ဒီ cardio exercise တွေရောဒါမှမဟုတ်ရှင် resistance စတာလို့ခေါ်တာလေးမလာပါညာလေးပေါ့နော်တပတ်ကိုပေါ့နော်ဒီ 150 minutes ဆိုတော့တနေ့ကိုနိုင်ယူခွက်တော့ပေါ့เนาะတနေ့ကိုနိုင်ယူခွက်တော့ပုံမှန်လုံးနိုင်ရင်ပိုကောင်းတယ်လို့ပြောတယ်ကောင်းလာတော့ဗျာဒီ weight ကျနေတယ်ဆိုလို့ရှိရင်စားတော့ကလည်းချိန်ဒီဆေးလဲထူပြီးတော့လေ့ကျင့်ခန်းတွေပါတယ်လည်းတနေ့ကိုဒီတနာရီလောက်ပုံမှန်လုပ်ရမယ်ဆိုလို့ရှိရင်အဆင်ပြေအဲ့တော့ဒီဆေးထိုးရင်လေ့ကျင့်ခန်းမလုပ်ရဘူးလားဆိုတော့လုပ်ကိုလုပ်ရပါမယ်เนาะအဲ့တော့ဒီဆေးထိုးပြီးတော့လေ့ကျင့်ခန်းမလုပ်လို့လုပ်ရမရပါဘူးဆိုတာပြောပြရတယ်ပေါ့เนาะတော့ဒီဆေးကိုရက်လိုက်ရင်ဘာဖြစ်မလဲပေါ့အဲ့တော့ဒီဆေးကိုရက်လိုက်ရင်เนาะတေချာပေါ weight ပြန်တတ်မှာပါမူလားထက်တော့အဆောက်အအုံများစွာပြန်တတ်နိုင်ပါသေးတယ် ဲ့တော့တချို့ကြတော့ပြန်ဒီဈေးထိုးပြီးတော့လောကဓာတ်ရေးတရားမသိထားတဲ့ခါမှာဈေးကောက်ထိုးလိုက်တယ်ဈေး၃လလောက်ထိုးလိုက်တယ် weight ကျသွားတယ်ပြီးလည်းပြီးတော့ဈေးကိုရှင်းလိုက်တယ်ငွေတိုင်းပြန်စားတယ်ရင်းချင်ကနေမလုပ်တော့ဈေးရတဲ့တရားမတော့တော့အဲ့ဒါဆိုသေးကြပါဘူး weight ကမူလထက်အများကြီးပိုတက်လာတယ်အဲ့တော့ ဒီစေးရက်လိုက်လို့ရှင် weight ပြန်တက်လာနိုင်ဆိုတဲ့အနေထားကိုသိထားဖို့လိုတယ်တခုတော့ရှိရပါတော့ဒီစေးတို့လို weight ကျသွားတဲ့အချိန်မှာ weight ဆက်ပြီးတော့ထိမယ်နေ့ချင်းပုံမှန်လုပ်မယ်စားတော့ထိမယ်ဆိုတော့အဆင်ပြေတာပေါ့ဒါပေမဲ့ဒီစေးရက်လိုက်ရင် weight ကမူလထက်တောင်ပိုတက်နိုင်နေဆိုတဲ့လိလတွေးချက်တွေအများကြီးတွေ့ထားရကြောင်းလို့ဒီစေးတို့ရဲ့လူနဲ့ဒါဝင်တဲ့သတိထားဖို့လိုပါတယ်အဲ့တော့ဒီဈေးတို့ရဲ့ချားစီးရိုဈေးတွေရရမှာလားဆိုတော့အဲ့လိုလုပ်လို့မရဘူး။ဟုတ်တော့ဒီဈေးတွေစီးကျိုဈေးတွေတော့အစားထိုးနိုင်နေရတာမဟုတ်ဘူး။ ဲ့တော့ဒီဈေးကကောင်းတဲ့ချက်တွေတော့ရှိတာပါဗျာအဲ့တော့ဒီဈေးထုတ်လိုက်လို့ရှိရင်ကြောက်ကက်ကိုကာကွယ်တယ်နှလုံးကိုကာကွယ်တယ်ပေါ့နော်အဲ့ဒါတွေတော့ရှိရပေါ့နော်ဒါပေမဲ့တခြားဈေးတွေမက်ဖော်မင်တို့ပါတခြားဈေးတွေပါမျိုးတွေကိုဆရာဝန်ညွှန်ကြားချက်နဲ့ဆက်တော့ဖို့လိုတယ်ကြောက်မို့တခုတော့ရှိရပေါ့နော်ကိုဆရာဝန်ကရက်ဆိုတော့ရက်ပေါ့ကိုဆရာဝန်ကမရက်ခိုင်းမဲနဲ့ဒီဈေးထိုးနေတာကြောင့်ခြားဈေးရုပ်ဈေးတွေတောက်စရာမလိုဘူးကိုသူပေါ်နဲ့ကိုတော့လုံးဝရက်လို့မရအောင်ပြောချင်ပါတယ်ဒီစီလူတိုင်းထိုးလို့ရတာဆိုလူတိုင်းတော့ထိုးလို့မရဘူးအဲ့တော့ session နဲ့ out တွေထိုးလို့မရဘူး နော်ကိုဝင်ဆောင်ထိုးလို့မရဘူးနောက်တစ်ချက်က no တိုက်တဲ့မိခင်တွေလုံးဝထိုးလို့မရဘူးအနောက်တစ်ချက်ကဒီမုတ်ချိုအိတ်ရောင်ထားဘူးတဲ့သူတွေထိုးလို့မရနောက်တစ်ချက်ချို့လာလာမေးရရှိတယ်ဒီအစိမ့်ကိုပေါ့နော်မျိုးစားတစ်စီရောကတမားထိုးလို့ရလားမျိုးစားတစ်စီရောကတွေလုံးဝထိုးလို့မရပါဘူး तू ကအမျိုးသားနှစ်စီးချိုတမားတွေအတွက်ပဲတိတက်ထိုးထားရစီဖြစ်ပါတယ်အဲ့တော့မျိုးစားတစ်တမားတွေလုံးဝထိုးလို့မရဘူးပေါ့နော်အနောက်တစ်ချက်က ဒီစီးကြိုရှိရတဲ့လူမှာမျိုးလုံးပြဿနာပါရှိရပါတော့ diabetes retinopathy လို့ကျွန်တော်တို့ခေါ်တယ်အဲ့ဒါကြီးရှိရတဲ့လူမှာလုံးဝမထိုးသင့်ဘူးလို့ခြံပြီးလာတော့ပိုဆိုးစေတာပေါ့နော်အဲ့ဒါကျွန်တော်ရှေ့ဗီဒီယိုမှာပြောပြခဲ့ပြီးပါပြီအဲ့မှာသေချာပြန်ကြည့်လိုက်ပါပေါ့နော်နောက်ထပ်ကစီးကြိုယောဂရှိရတဲ့လူအနေနဲ့ကြောက်ကက်မကောင်းတဲ့သူတွေနောက်နှလုံးမကောင်းတဲ့သူတွေမှာဆိုတော့ဒီစီးကိုလုံးဝမသုံးသင့်ဘူးအဲ့တော့သူကကာဝယ်လို့ပြောရင်မယ်အဲ့ဒီကောင်မကောင်းဆိုတော့လုံးဝမသုံးသင့်ပေါ့နော်နောက်ချက်အထူးသတိထားမှာတော့ဒီ thyroid ပေါ့နော်မျိုးထဲမှာ thyroid cancer ဖြစ်တဲ့ရောရာသီဝင်ရှိထားတဲ့သူတွေ တားရိုက်မှာပြဿနာတက်ထားတဲ့သူတွေမှာတို့ရှိရင်အဲ့တားရိုက်ပြဿနာပိုဆိုးစေနိုင်တဲ့အတွက်ကြောင့်မို့ဒီဆေးကိုလုံးဝမထိုးသင့်ပါဘူးဒါလေးကိုတော့ဂရုပြုဖို့လိုပါတယ်ဒီဆေးကိုဘယ်ချိန်ထိထိုးအောင်လဲပေါ့နော်ဘယ်ချိန်ထိထိုးအောင်လဲတော်တော်များသိကျင်ကြတယ်အဲ့တော့ဒီချားနိုင်ငံတွေမှာတော့သူက၄နှစ်လောက်ဒီစတိုက်ထိုးခိုင်းတယ်ပေါ့နော်၄နှစ်လောက်စတိုက်ထိုးခိုင်းပြီးတော့မှပဲပြန်လျှော့ခိုင်းတယ်ပေါ့နော်ဒါပေမဲ့အဲတော်တော်များများတော့၆လောက်လောက်နဲ့ချက်ပြစ်ကြတာများတယ်ပေါ့နော်အဲ့တော့ long term မှာတော့ဘယ်လိုပုံစံမျိုးဆက်ပြီးတော့ effect တွေဆက်ဖြစ်မယ်ဆိုတော့မသိဘူးဒါပေမဲ့ 6လောက်တော့ဒိုးယူရလို့ရှင်ဝိတ်ကြသွားတဲ့ခါကျကျိုးကရက်လိုက်ကြတယ်ဒါပေမဲ့ခုနရက်လိုက်ပြီဆိုရင်တော့ပြန်တက်လာတယ်ဆိုတာကိုသတိထားဖို့လိုတယ်အဲ့တော့အဲ့6လအတွင်းမှာလည်းဘာပဲပြောလေးချိန်ခန်းတွေရောစားတော့တွေရောတိချာထိမ့်မယ်တိချာလုပ်မယ်ဝိတ်ကြသွားတဲ့အချိန်မှာစေးရက်လိုက်တဲ့အချိန်မှာလည်းလုံးဝလေးချိန်ခန်းကိုရှော့လို့မရဘူးလေးချိန်ခန်းကိုလုံးဝမလုပ်ဖြစ်ဘူးဆိုတော့စားတော့ကိုတိချာထိမ့်မယ်ဆိုတော့လိုအပ်တဲ့ weight အလေးချိန်မှာပဲဆက်ပြီးတော့ ဆင်ပြေမယ်ဆိုတဲ့အကြောင်းပြောနေတယ်ပဲကြော့ပြီလို့ဒီကုန်းချုပ်ပါတယ်ဒီဗီဒီယိုကြည့်ရတဲ့လူတွေအနေနဲ့တကယ်လို့ချက်ထိုးပိတ်စည်းထိုးလို့မယ်ဆိုလို့ရှိရင်အခုကျွန်တော်ပြောပေးထားတဲ့အတိပြုစရာဗီဒီယိုလေးနဲ့ရှေ့ကကျွန်တော်လုပ်ခဲ့တာရဲ့ဒီဂက်လုံးနဲ့ဆက်ငါးကောင်ဖြစ်နိုင်တယ်ဆိုတော့အဲဒီစီမာဂရိုက်ထိုးစည်းဆိုတဲ့ဗီဒီယိုလေးနဲ့အခုပေါင်းပြီးကြည့်လိုက်ပြီဆိုရင်ဒီထိုးစည်းဒီထိုးတင်လားမထိုးတင်လားဆိုတာဘလို့ထိုးရမလဲဆိုတာကောင်းကောင်းသိသွားကြမယ်လို့ပြောနေပါတယ်ကျွန်တော်ကတော့ AN Channel မှာကျမရဲ့ပူဇော်ရဲ့အမြင်နဲ့တင်ဆက်ပေးတဲ့ထောက်ထားပြပါဖြစ်ပါတယ်နောက်တော့ဗီဒီယိုကြည့်ကြရအောင်နော်